ရေးစည်းရတဲ့တော်တော်ပေါ့တုံးခါနာပဲလူတွေလည်းတော်တော်ဟိုပါစိတ်နေရတယ်ရတယ်ကြောက်လဲကြောက်တယ်ကြောက်ငဲ့ဘူးပါတယ်ဒီလောက်မပြင်းပါဘူးဒါကြတော့တော်တော်ပြင်းပါတယ်ဟာလွန့်ထွက်သွားတာဘလူးကြီးမှန်းကိုမသိဟာတမျိုးကြီးဟာညီလေးမြင်းစီးနေရတယ်ပါသူဝမ်းနေရပါလေခင်ဗျာငါတို့ယူနေစကိုဝင်မဲလို့ပြောခဲ့တာနော်အခုဓာရီကအစ်စ်ပြန်လဲတီလို့လို့ရှင်နေအစ်စ်ဖြစ်သွားပြီလေယူနေစကိုဘလူးဝင်ကြမှာလို့ကဝမ်းနေရတယ်ရှောင်းလက်ရပြက်သွားတယ်ဟိုအသက်အန်နေတာမှမနေမှာတော့ပေါ့ရုံးထွက်ရတာပေါ့ ဒီငလင်းရင်ရဲ့ဒဏ်ကြာနေပြီလို့လေခုချိန်ဒီလေအဲ့ဒီငလင်းရင်ဒဏ်ရဲ့ကြောက်စိတ်ကြီးခုချိန်ဒီလေမပြေသေးပါအောင်ညာပဲမေတ္တာပို့ကျင့်စဉ်ရှိတော့အတွက်ကြောင့်အဲကျွန်တော်နှိခင်းမှာခလာနားနေတဲ့အချိန်မှာဟိုးဟိုးထုတ်ပြတော့တခါလေးခေါင်းပေါ်လီရောအကုန်လုံးပြုတ်ကြပါတယ် အဲအပေါ်ကအင်္ဂလိပ်ဖြားကြီးတွေကွာကြတယ်အဲ့မှာဟူးဆိုမိတာလဲကျွန်တော်လဲအဲဒီဘက်ကအခြေတောင်ဘက်ကိုထွက်တဲ့မုတ်ကနေပြီးတော့အလွတ်ပြစ်လိုက်တယ်ပါ20ကတ်30ကတ်အကြာမှာအကုန်လုံးဝုန်းနဲ့ပြုတ်တဲ့ရောပါအဲကိုလည်းပြုတ်လာပြီးတော့ဒုတိယအကြိမ်အဲကျွန်တော်လဲအဲ့မှာကမြမ်းမ်းလဲကျွန်တော်ဖုံးကိုပြေးယူတဲ့အခါမှာဒုတိယအကြိမ်ထပ်လုပ်ပါတယ်အဲ့ချိန်မှာလဲထပ်ပြုတ်ပါတယ်အဲဒါပေမဲ့ကျွန်တော်ကတော့ခြေတော့ကလေးနဲ့အဲခေါင်းနဲ့ဒီဘက်ကအဲနိုင်ရိုးတွေအောက်ပါလေသူတွေအင်္ဂလိပ်ပြားလေမှာ အကြီးမမိပါဘူးအဲကျွန်တော်ရဲ့ထွက်ပေါက်မှန်သွားလို့ထွက်ပေါက်မမှန်သွားလို့ရှင်အဲကျွန်တော်ရှေ့ဘက်မုံမှာအကုန်လုံးပြိုကျပြီကျွန်တော်လည်းထွက်သွားမှာပဲဖြစ်ပါတယ်မတော်ဒီမှာဆိုလို့ရှိရင်တမိုင်းကြောင်းလေးပါလိုက်ရှင်းရတာပေါ့ဖခင်တမိုင်းလေးတွေလေအဲ့လိုမျိုးလိုက်ရှင်းပြီးတော့စားဖို့နေရတွေပါတယ်ပေါ့ကိုဝင်းစားဒီမှာစားဖို့ပြီးတော့စားတတ်ရတာပေါ့ မဒီအင်းဝစာတိပဲဟုတ်တယ်အင်းဝစာတိပဲပုံမှန်ဆိုလို့ရှိရင်တော့ဒီနေ့ဆိုရင်တော့တသန်းဝင်းတသန်းလောက်တော့ဝင်ပါတယ်အဲ့လိုမျိုးတွေရှိပါတယ်အခုဒီမဲတို့ဥကြာတွေလွေးပြိုးသွားတော့မားတို့အတွက်ကလည်းစားဖို့နေရခက်ခဲဖြစ်ပါတယ်ဒုက္ခရောက်ပါတယ်အဲ့ဒီတော့ကကျတော့မားတို့ဒီမင်းလေးကိုကြောင်းနေမှာမားကကျတော့ဖရဲသမိုင်းကြောင့်လိုက်ရှင်တာလေဖရဲသမိုင်းကြောင့်လိုက်ရှင်နေချိန်မှာအဲ့ဒီငလီမလို့နောက်ပိုင်းကျမအဲ့ဟိုပေါ့ဖေးတအုပ်ရှိတယ်လေ ဲ့ဒီမနောဒုက္ခဖေးရဲ့မမိုးတွေပါလာဝေးရလေအဲ့ဒီအချိန်မှာအဲ့ဒီဖေးနောက်ကိုမမိုးလိုက်လိုက်ပြီးတော့ယူကြတာပေါ့ယူတဲ့အချိန်မှာဖေးလည်းပြန်ရောအဲ့ဒီငလင်းရဆလောက်တာပဲအလှုပ်တဲ့အချိန်ကျတော့မားတို့ကကြောင်းရဲ့ပြုံရောက်နေလေသူကလမ်းမဘက်မှာလေအဲ့ကျတော့မားတို့လှုပ်တဲ့အချိန်မှာလမ်းမဘက်မှာရောက်နေကြရင်အဲ့ကျမားတို့ပြေးကြလွှာကြတာပေါ့ပြေးကြရတဲ့တော်တော်ပေါ့တုံးခါတာပဲလူတွေလည်းတော်တော်ဟိုစိတ်နေရတယ်ရတယ်ကြောက်လဲကြောက်တယ်ဟိုအသက်အန္တရာယ်တော့မှမနေမားတို့ပေါ့ရုံးထွက်ရတာပေါ့ ဒီငလင်းရဲ့ဒန်ကြာနေပြီလို့လေခုချက်နေလေအဲ့ဒီငလင်းဒန်ရဲ့ကြောက်စိတ်ကြီးခုချက်နေလေမပြေသေးပါဘူးခုချက်နေလေကြောက်တော့မို့အဲ့လိုမျိုးကိုယ်အိမ်နေတာကိုယ်တော်မှရရဲတာမဟုတ်ရင်ခုဆိုလို့ရှိရင်အပြင်မှာပဲအိမ်နေရတာဒီဖျားစည်တွေပြူတာတွေတော့တွေ့ခဲ့ရတယ်မာလို့မျက်စိနဲ့ဒီဘက်ကဒီဘက်ကအင်းဝဒီဘက်ကဖျားစည်တွေပြူတာတော့မြင်ခဲ့ရတယ်မနေ့အုတ်ကြောင်းကြတော့မားတို့ကဒီပြိုးလာကြတော့ဟိုပါဘောငနေလှုပ်ပြီးမှပဲတွေ့ကြရလေအဲ့ဒီငနေလှုပ်တော့လို့ကြတော့မားတို့ကအပြင်မှာပဲရှိကြလေ ဒီဇီးတွေပြိုကျရတော့မတို့မျက်စိနဲ့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာပေါ့မတို့ဒီမင်းတို့အုတ်ကြိုင်ပြိုတော့ကျတော့တော်တော်လေးဝမ်းနေတယ်ခံလဲခံစားရတယ်အိမ်ပြိုတာထက်မင်းတို့အုတ်ကြိုင်ပြိုတော့ပို့ပြီးတော့ခံစားရပါတယ်စိတ်နဲ့ရလည်းရပါတယ်ဒါမတို့ရဲ့ထမင်းရှင်ဟင်းရှင်လေကိုယ်အိမ်ပြိုတာထက်ဒီမင်းတို့အုတ်ကြိုင်ပြိုကျပျက်စီးသွားတယ်မတို့စိတ်ထဲမှာစိတ်လည်းမကောင်းဘူးဝမ်းလဲဝမ်းနေမိပါတယ်ကုညီဒီပိုင်းလဲပြားပါတယ်နောက်ပြီးတော့လာပြီးတော့ကုညီကုညီစီချင်းစေးပါတယ်စားဖို့နေရတဲ့ခက်ခဲဖြစ်ပါတယ်အဲ့လိုမျိုးပေါ့ ြုံးခဲ့ဘူးပါတယ်ဒီလောက်မပြင်းပါဘူးဒါကြတော့တော်တော်ပြင်းပါတယ်ကျွန်တော်အဲ့ပေါ်တော့မူလက်ဖေးဆိုင်မနေ့ကင်းကတော့ဒီလုပ်ငန်းလာလုပ်တယ်မပြောခင်ထွန်ပြီးပြန်ထမင်းစားပြီးတော့လက်ဖေးဆိုင်သွားနားယူနားယူတဲ့အချိန်မှာအဲနားယူတဲ့အချိန်မိတာပဲအာလွန့်ထွက်သွားတာပဲဘလူးကြီးမှန်းကိုမသိတာတမျိုးကြီးဟုတ်ကဲ့ပါလူတုံတုံကြီးကြီးကိုဖြစ်သွားတာပဲဟိုလဲလဲကြသွားတာလဲကြသွားသေးတယ်လေးလေးထိထိကြိုက်သွားသေးတယ်မထီဘူးအဲ့လူကတော့အဲကျွန်တော်အိမ်မော်တက်လို့အဲနောက်တစ်ချက်ပဲကြောင်ရင်လည်းရိုက်တာဒါပဲ ဒီဘူးလေးတစ်ချက်ထိသွားတာပဲအခန်းသားရတာဘောဗျာတရားကြီးကျွန်တော်တွင်းထဲဝင်ရင်ဘူးဘယ်တစ်မျိုးကြီးဖြစ်သွားပြီလေခါတိုင်းဆိုလို့ရှိရင်ကျွန်တော်တယောက်တည်းရှူသီးကုန်အိတ်တာခုကသတိုင်းနေရောပြူသွားတော့ညမအေးရဲဘူးအဲ့လိုခုမှအိတ်တာကို3-4ရက်လောက်ရှိနောက်ကလေးတွေဒီလိုမတွေးပြရသေးနဲ့လို့စူတောင်းပါတယ်နောက်မတွေးပြရသေးနဲ့မကြုံပြရသေးနဲ့လို့တော်တော်ခံစားရတာမဟန်ဘူးနော်ဝင်းတဲ့ကိုတုံတုံကြီးဖြစ်တယ် ခံစားရပေါ့ကျွန်တော်ဒါကြီးအချိန်ပဲကာလမှာဘယ်လိုပြင်နေမှာသွားတွေးမြအောင်ကဲဟိုလိုကိုတင်နေရတယ်ဟိုလူခါကဆိုင်ရဆိုင်ရလည်းလာကြည့်ပါလားသူလည်းဖြည်းဖြည်းတော့လှုပ်ဖို့အချိန်ချင်းနေပါခုလိုပဲပြည့်စည်ရချင်းအဲဘုရားတကာပြန်มาရလာတဲ့ချင်းတာပေါ့သူတို့ဟိုလက်ရှိကုသိုလ်လုပ်နေတဲ့တကာရဲ့လာတင်ပါဒီဥဆုံးနဲ့လို့သူတို့တတ်နိုင်တဲ့ဟာတွေပေါ့လာကြည့်ပြီးတစ်ဖက်တစ်လမ်းနဲ့ကုညီစီနေတာပေါ့ဟိုတနေ့ကတော့ အဲအလှရှင်မှာ၃သိန်းတော့ခုဝင်ပါအဲ့လိုလေးတွေပေါ့ခင်ဗျာဓာတိကျင်နာပေါ့ကုသိုလ်ရှင်ပေါ်တင်နေတာမဟုတ်လားဟာညီလေးမြင်းစီးနေရတယ်လို့ပါခင်ဗျာလေးလေးတို့အိမ်ကြီးပါရောထိခိုက်ပါလားထိခိုက်ပါခင်ဗျာဂျန်ဆောင်းတော့ပါခင်ဗျာအကုံတော့ငါညီကြီးတာနေကဆောင်းရှေ့ရောက်မှန်တယ်ခင်ဗျာအကုံပြူတာပဲမင်းလူအောင်ကြောင်းနေရောအထီလိုက်ရှင်နေရောလောက်ကတဲ့ပူလီရောဒီနာအစ်စရာလိုက်ဒီရောအကုံတော့တွေ့ပါလိမ့်မယ်ရွှေကြီးကုံနေရောမြောင်းသေးကြီးရွှေကြီးကုံတော့မြောင်းသေးကြီးလို့ပြောတာ နောက်လေးတဲ့ကြီးတို့စလံမှုနီတို့အထင်ရက်ရှိတဲ့နေရာရဲ့ကွန်ပျူတာပါကိုကိုကိုတော့မင်းမြေကြီးပေါ်မှာရက်တီလို့မရနိုင်အောင်ဖြစ်တဲ့ငလင်းကိုကိုတခါမှမတွေ့ဘူးဝမ်းနေရပါလေခင်ဗျာငါတို့ယူနက်စကိုဝင်မဲလို့ပြောခဲ့တာနော်အခုဒါတွေကအစ်စ်ပြန်လဲတီလို့ဆိုလို့ရှိရင်အစ်စ်ဖြစ်သွားပြီလေယူနက်စကိုဘယ်လိုဝင်ကြမှာတို့ကဝမ်းနေရတယ်ရှင်းအောင်လက်ရပြတ်သွားတယ်တောင်သူကတော့အရှင်ပြေဘူးကွာအခုတို့လမ်းကြောလေးပိတ်တာပါညာဆိုလို့ရှိရင်တော့ငါတို့ကောက်ပွဲတိနိုင်ပဲကိုရောင်းစားရတဲ့အခါကျတော့အခုလမ်းကြောပိတ်တဲ့အခါကျတော့ငါတို့က ။နောက်ကုကုန်တဲ့တိုင်းကြီးရလေဓမ္မဆက်တွေကဒေါက်တာဝီသားကြီးကပြတ်သွားလဲဘာညာသူလို့ရှိရင်ငါတို့ကရောင်းဝယ်လုံးဝလုံးလို့မရဘူး။အကြီးကိုကြီးအခုပယ်လေးရောင်းမယ်ဆိုရင်တော့ဒီရောင်းရမယ့်နေရာမရှိဘူး။ကျွန်တော်မြို့ပေါ်မှာလုပ်ငန်းသွားနေတာနှစ်ချက်ထိုးတော့မှဒီပြန်ရောက်တယ်။ဒီပြန်ရောက်တဲ့အချိန်မှာအတီတူလေးပြူသွားတဲ့ကြတော့ကျွန်တော်လည်းခုနကလိုထိန်းသိမ်းနေတာလေးထိန်းသိမ်းပြီးတော့တော့ခတ်ပြီးတော့လူလူတော့အပ်လိုက်တာ။ဆရာလူကြီးတွေတော့အပ်တယ် ြောမယ်ဆိုရင်တော့စိတ်ထဲမှာတော့တပြူတော့ဖြစ်သွားတာပေါ့ဒါကြီးကဘလို့ပြန်လုံးနိုင်ပြီလဲဆိုတာကျွန်တော်လည်းမိကျင်မလည်းမလို့မိကျင်လည်းမမိဘူးမိခဲ့ရင်တော့အကောင်းဆုံးဖြစ်အောင်တော့ကြိုးစား